ပါသနာနဲ့စင်ငင်ဘူးကျင်းနိုင်မှကုလျေရသည်မြတ်ဗုဒ္ဓဤဓမ္မဒေသနာမြတ်မဟာပင် ยาวมยาดาบีอเนชาอดุขาอนัตตาลักษณะติงามหุบาระกางามศรีบาระกาอภิเตยอเปตยาควยจางาสิกขามะเมดาลีมีဒုက္ခအရင်ဤ ရာကြီးတွင်သမှုရိယသစ္စာဤတွင်ပြင်းဒုက္ခရာထာသည်ချုပ်ငိမ့်နိုင်မည်ဟူမုန်ကြည့်လို့နိရောဓရာကညွန်ပြသည်စီမည်ဘုရားဘာသာဝင်ဘုရားဘာသာဝင်ဘုရားဘာသာဝင်တို့ရဲ့ဖီးအဆုံးမဲ့ခြင်း me ga tisa sikya jivani me ge shipa o twi amya mya ati ama akashi nya phaya itiya yi ji သနာပွားတရားဉာဏ်ရင်သမာတိငါပမှစွာရည်ပေါ်အတွေ့အခေါ်အမျိုးမီမလွတ်မြောက်စကြာလာတွင်စိတ်ထားကောင်းမြေအကြောင်းရင်းကြည့်စဉ်သမာဝါစာမပလင်းတော်အကျိုးလေးရှိသောသဘောအလူအပြောချူရွှေ Come on now. သမာအဇီဝဖြစ်ရမည်စင်ရင်သမာဝါယမအကုလူစိတ်ကလေးတစိတ်ကလေးမဖြစ်ခင်ဒါတိုင်းစီယောဂိယဘယ်လာထုတ်ရလဲမိုက်မိုက်ကအထွေရံသွားပါဗျဟုတ်ပြီအေးသမာအမထုတ်ခဲ့ဘူးတဲ့ဒီနေ့၃နိုင်လျောင်းမိကျင့်တဲ့ပုံမှာဆင်းရဲသေးလားမဆင်းပါဗျမဆင်းရဲတော့ချမ်းသာရလိုချင်သေးလားသမာဗျာ ကာမဒုက္ခကြီးကိုလှုပ်ပြင်လင်းချမ်းသာမယ်ဆိုတာလိုချင်သေးလားမလိုချင်တော့ပါခင်ဗျာမလိုချင်တော့ဘူးအဲ့တော့၃နိုင်လျောင်းပြီးနေတဲ့ပုံမှာစင်ရဲ့ချမ်းသာလွတ်သွားပြီတဲ့စိတ်ထဲမှာပူနေလားငြိမ်းချမ်းနေလားအေးချမ်းပါလေခင်ဗျာအေးချမ်းနေအရိယနေပြီးတော့ခွာပြီးအယုဇုကံပဏ္ဏရှုတာမြင်လားဒီမှာမြင်ပါပြီ။အော်အဲ့ဒါပါလေဆိုတော့စိတ်တဝိသုဒ္ဓိစိတ်ကလောဘဒေါသအပိစ္ဆာဒေါမနကွာွားတော့ကစိတ်ကစင်ကြယ်တယ်စင်ကြယ်တဲ့တည်ငါအခိုက်မှာ စင်ရဲတဲ့ပါဝါအားကောင်းတဲ့စိတ်မှန်ဘလူးနဲ့ရှုလိုက်တော့ယူစုကမ္မဏပေါ်မလာဘူးလားပေါ်လာပါပြီပေါ်လာတဲ့အခါယောက်ျားမင်းမပုဂ္ဂိုလ်သတ္တဝါလို့ဒိဋ္ဌိနဲ့ဆွဲလို့ရသေးလားမရပါဘူးဗျာမကျင်တတ်ဘူးဆိုတဲ့ဒေါသရောမွေးလို့ရသေးလားမရပါဘူးမနာလိုမှုဝန်တိုမှုတွေရောမွေးလို့ရသေးလားမရှိတော့ပါဗျာဩကာမနဲ့တွယ်ဖို့တန်ရောစဉ်နှောင်ဖွဲ့ဖို့ရသေးလားမရပါဘူးဗျာစိတ်မှာတောကပတိတို့ကဒုက္ခဒေါမနတာချုပ်မသွားဘူးလားတိမပါဗျာအဲ့တော့ယောဂီနေနဲ့ဘလို့မြန်သုံးသက်ချက်တွေရှိတယ်ဆိုတာရှင်းပါအောင်ပြီးတော့ ဟိုဒုက္ခဝေဒနာကိုတပည့်တော်လှုပ်ချလိုက်မှအဲ့ဒီအယိုးကမ္မထံကိုတပည့်တော်ရတာပါဗျာမလှုပ်ချခင်တော့တပည့်တော်မခံနိုင်ဘူးဗျာဟိုလှုပ်ချလိုက်မှပဲဒီလမ်းကြောင်းမှာတပည့်တော်ရောက်ဝဲပါဗျာဂျာနေပိသကြီးကိုဘယ်လိုပြောမလဲတပည့်တော်အရှင်ဘုရား ခရီးချတဲ့အချိန်မှာလည်းတရားနာထောင်ပြီးတော့ဟိုဒီဒုက္ခတွေကိုလည်းဆွဲကြိုက်မထားဘဲနဲ့လွတ်ချလိုက်မယ်ဆိုရင်တော့အရှင်မပန်းနိုင်ရတော့ရောက်မှာပဲဗျ။အေးမထားတော့နောက်ကလေကြားရလား။ဟုတ်ဟုတ်ပြီအားလုံးသာဒုက္ခပါ။ယောဂီနံပါတ်87ပါးစီယောဂီတဲ့။သူကအမြဲတမ်းလှုပ်ပြင်တာတဲ့။ဟုတ်ပြီ။ယောဂီကဘယ်လားအထုတ်တာလဲ။ မင်္ဂလာတောင်းကျွန်းပါဗျာမင်္ဂလာတောင်းကျွန်းအခုလျောင်းလဲရရဖို့မပေးခင်မူလကျင့်ခဲ့တဲ့အထိုင်ကမ္မနာအာနာပနာကမ္မထမ်းမှာ အမြဲတမ်းလှုပ်ပြင်နေတယ်တဲ့ဟုတ်ဗျာလှုပ်တယ်ဘာဖြစ်လို့လှုပ်တာလဲအဲဒုက္ခဝေဒနာမခံစားနိုင်တော့လည်းအောင်ရင်မိနေလဲမရဘူးဗျာအဲကြောင်လှုပ်ပြရအောင်ဩဦးစင်းပြည့်တဲ့ရှုခွေတဲမှာနည်းနည်းအောင်ထားပါနည်းနည်းအောင်ထားပါလို့ပါလား ူပါပါခင်ဗျာတော်တယ်ခင်ဗျာကျုပ်တဲ့သားလေကျုပ်ကနာမကြောင့်လို့လွတ်ခိုင်းတယ်ခင်ဗျာအနာခံပြီးအောင်တာဩဆရာပြီးတဲ့တည်းမှာအောင်ထားပါမပါဘူးနဲ့အောင်တာဩအောင်ထားတယ်ဆိုတော့ဒေါမနတာတဲ့တုံတုံဆင်းရဲတဲ့စုံနစ်တဲ့ဒေါသလို့ခေါ်တယ်တမအဲ့ဒေါသနဲ့ပေါင်းတော့ညီညွတ်မှုရရလားမရပါဘူးခင်ဗျာဒီနေ့၃နိုင်၄အောင်တော့ သုံးနိုင်လျောင်းတော့အရင်တော့နှစ်နိုင်ကြည့်တယ်လို့လှုပ်တာပြင်တာရှိသေးလားမရှိပါဘူးခင်ဗျာဟာဘလို့ဖြစ်သွားလဲဟိုစိတ်ထဲမှာပော့သွားတယ်ပဲခင်ဗျာအောင်ထတာပါသေးလားမပါတော့ခင်ဗျာခင်ဗျာအောင်လုံးကြီးနေဒုက္ခပေးဟွအောင်လုံးကြီးတွေနေနေတာအောင်ထတဲ့ဆိုတာစိတ်ကိုတင်းပြီးတော့မာနလို့ခေါ်တယ်မာနနဲ့ဒေါသနဲ့ပေါင်းပြီးတော့အောက်ကဝိညာဉ်တက်တော့တင်းခံတော့ စိတ်ကောရုပ်ကောမစင်ရဲဘူးလားစင်ရပါတယ်ခင်ဗျာအာတကိလမထာနိယောဂချင်းစင်ကြီးတင်ပါဟုတ်ပြီနော်တင်ပါပြင်မရွှေ့လိုက်မယ်ဆိုရင်လေကာမတုကလိကနိယောဂချင်းစင်ကြီးမမြဲဘူးချမ်းသာမှုမမြဲဘူးအခုတော့ဒေါသဖြစ်တဲ့နော်မခံရင်တဲ့စိတ်နဲ့ပြုပြင်းနေဆိုတဲ့လောဘစိတ်ကို စိတ်မှာအကုသိုလ်တွေကိုစိတ်နဲ့မပေါင်းမဲနဲ့နော်ဒိဋ္ဌိကငါငါနဲ့စိတ်ကိုလည်းနေရာမပေးဘူးဒေါသဖြစ်တဲ့စိတ်ကိုလည်းနေရာမပေးဘူး လှုပ်ချင်တဲ့ဆိုတဲ့စိတ်ကိုလည်းမလိုက်ရောပဲနဲ့အဲ့ဒီစိတ်တွေကိုစွန့်လွှတ်လိုက်တော့အောက်ကယုတ်ကတော့နာနေတာတော့အတူတူပဲတင်ပါဗျာစီးရဲမှုရှိသေးလားမရှိတော့ပါဘူးခင်ဗျာအဲ့လိုဆိုစီးရဲချမ်းသာဘယ်ပေါ်မှာအဖြစ်ရှာလဲယုတ်မှာရှာမလားစိတ်မှာရှာလဲစိတ်မှာပဲရှာပါဗျာဩအရင်တော့တကကြီးကယုတ်ကြည့်ပြီးရှာနေတာဟုတ်ပါဘူးဟုတ်ပြီနော်အဲအရေးနဲ့အကောင်နဲ့လွဲနေတာတန်လျက်နဲ့ရည်နဲ့လွဲနေတာတင်ပါ ဟဲ့အောက်ကယုတ်ကြီးမှာမဟုတ်ဘူးစိတ်မလျှော့စိတ်ကိုရှုဇမောသတိပြင်ပြင်ခိုင်းနေပေါ့မရဘူးကိုကယုတ်ကြီးပဲမဲနေတာဒီယုတ်ကြီးကြောင့်ကြိုက်တာကြီးကြောင့်ထုံတာကြီးကြောင့်ဓာကြီးကြောင့်မခနိုင်တာနဲ့ဓာကြီးခြေတော်ကြီးဖြုတ်ပြစ်ချင်လိုက်တာနဲ့ဖြစ်နေတာပြန်ပါဗျာကောင်းသွားရင်ပြန်တတ်မှာတင်ပါဝိဒါတက်တက်တော့ဖြုတ်ချင်တာကောင်းသွားလို့ပြန်တတ်ချင်တယ်နော်ဖြစ်လာအဲ့လိုဆိုရင်ဒကာကြီးနောက်နေ့နောက်နေ့ကျင့်စဉ်နေကြရင်ဒကာကြီးရုပ်ကိုအဖြေရှာမလားစိတ်မှအဖြေရှာမလားစိတ်မှပဲဖြေရှာမယ်အဲဟုတ်ပြီအဲ အဲ့တော့ကျင့်ဖို့ကျင့်ဘက်တွေကိုဘယ်လိုများတိုက်တွန်းမလဲဆရာတော်ဘုရားရဲ့ဆုံးမအတိုင်းကျင့်မယ်ဆိုရင် အားလုံးကအစဉ်ပြေသွားပါမယ်ပြောညင်ပါဘုရားကဲအားလုံးသာလို့ခေါ်ပါဟာယောဂီနံပါတ်196ယောဂီအသည့်အမြဲတမ်းလှုပ်ပြင်းနေကဲယောဂီဒီနေ့၃နိုင်လျောင်းပြီးကျင့်တဲ့ကျင့်စီပေါ်မှာမခံနိုင်လို့ပြင်းဦးမယ်ဆိုတဲ့စိတ်ဖြစ်သေးလားမဖြစ်တော့ပါဘူးခင်ဟောကတော့ဒါလေးကဖောက်ပြန်တော့တူတယ်လေ စိတ်မှတူသေးလားမတူတော့ပါဘူးဩဟုတ်ပြီအဲအဲ့တော့ယောဂီတို့အနေနဲ့ဆင်ញင်ရမယ်ဒီမှာနော်သုံးသပ်ရမယ်အမှားအမှောင်ခွဲကြရမယ်ပွဲပြားတဲ့ဉာဏ်ပေါက်အောင်ကိုအာရမိမိသုံးသပ်ရမယ်ဒီမှာအခြားအခြားယောဂီတွေလည်းဒီလိုပဲဝေဒနာတက်ကြတယ်ဒါပေမဲ့ဝန်သာလိတ်တာဖျားကြီးတွေဖျားဟာသွားတဲ့ဖျားနဲ့ရှောက်နေကြတဲ့ဂျားတွေကမိမိကဒါကြီးပဲလှုပ်လှုပ်ပဲလှုပ်နေတယ်ဆိုရင်ကြွားချမှုတော့ရှိနေပြီဒီမှာ ဘာကွာချားတာလဲဆိုတာကိုအဲ့ဒီကွာချားပုံကိုအဖြေမရှာဘဲနဲ့မိမိသမီးဟိုးကြပုတုဇဉ်အလေးတိုင်းအောက်ကယုတ်ကြီးတာပြင်နေမယ်ဆိုရင်အဖြေဘယ်တော့မှထွက်မှာမဟုတ်ဘူးတင်ပါဗျာဟုတ်ပြီနော်အဲ့တော့ယောဂီနေနဲ့ဒီဒုက္ခဝေဒနာဓာလေးပါဖောက်ပြန်တာပေါ်မှာစင်ရဲချမ်းသာမရှိဘူးစိတ်မှာပဲစင်ရဲချမ်းသာရှိတယ်စင်ရဲမှုကချမ်းသာရအောင်စိတ်ကိုပြင်ရမယ်ဆိုတာတေချာပေါ့ယုံကြည်လားယုံကြည်ပါဗျာဟုတ်ပြီ အဲ့လိုဆိုရင်ဦးဇင်းတို့ဒီနေ့ကျင့်တဲ့ကျင့်စဉ်သည်ဝေဒါတက်လို့ကြောက်လန့်ပြီးပြေးလို့လွတ်တာလားညံနဲ့လွတ်တာလားညံနဲ့လွတ်တာပါဗျာမသိတချို့ကကြောက်လန့်ပြီးပြေးလို့လွတ်တာလေနော်ဘာဖြစ်လို့ညံနဲ့လွတ်တာလဲစိတ်မှာဒိဋ္ဌိနဲ့တဏှာကပ်ရင်ဆင်းရဲဒိဋ္ဌိနဲ့တဏှာကပ်မဲ့အစားမဲ့ညံနဲ့ကပ်လိုက်မယ်ဆိုလို့ရှိရင်ဆင်းမှုချုပ်မသွားဘူးလားချုပ်သွားပါကြောက်လို့ပြေးတာပါလားပါပါဗျာအဲ့တော့ကျန်တဲ့ယောဂီတွေကဘယ်လိုတိုက်တွန်းမလဲ ပြီးတော့ဆရာတော်ဘုရားကြီးရဲ့အဆုံးအမဩဝါဒရယ်တရားထောက်ဆရာတော်တွေနဲ့တရားထောက်ဆရာတွေအားလုံးရဲ့အဆုံးအမဩဝါဒတိုင်းနိဗ္ဗာန်နံပါတ်တိုင်းလိုက်လို့မယ်ကိုကိုတိုင်းလည်းကြိုးစားမယ်ဆိုရင်တော့ကိုလိုချင်တဲ့ပန်းတိုင်းကိုရောက်မှာပါဗျာအားလုံးသာဓုခေါ်ပါဦးဒီလရှိယောဂီနံပါတ်223မိုးကုတ်မာစီယောဂီရဲ့ဆရာကြီးနေနဲ့ယနေ့3နာရီကျင့်တဲ့ကျင့်စဉ်ပေါ်မှာဒုက္ခဝိနောမှာဒေါသစိတ်ရှိသေးလား မရှိတော့ပါဘူးခင်ဗျာလုတ်ပြင်းခြင်းနဲ့လောဘတဏှာဩကသေးလားမကတ်တော့ပါဘူးခင်ဗျာအယုစုကမ္မထာမြင်လားမြင်ပါတယ်ခင်ဗျာဆရာဘုရားတတိချာချာကိုအသေးစိတ်ရှင်းပြတဲ့အခါမှာမျက်စိရှိမှကိုထင်ထင်ရှားရှားမြင်ရပါတယ်ခင်ဗျာအဲ့လိုမြင်တော့အဲ့အယိုးယောက်ကြီးထုံးငယ်ကြီးဓာတ်ခဲကြီးဟာယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါရှိပါမလားမရှိတော့ပါဘူးခင်ဗျာမရှိတာကိုမရှိဘူးလို့သိတာအမှန်ပဲဟုတ်ပြီနော်မှန်လားပါအမှန်တရားတွေသိကုန်ပြီတဲ့ဆရာကြီးအဲ့လိုဆိုရင် နောက်ကတန်ရောစင်တွေ့ပြီးလောင်ပြိုင်မဲ့မီးတွေရောတောက်အောင်မလားမတောက်တော့ပါဘူးခင်ဗျာဩမီးချုပ်ရနေဗံကိုလိုချင်လို့တရားလာရှာတာမီးချုပ်ရနေဗံကိုရောက်စေတဲ့လမ်းကြောင်းပေါ်သို့ရောက်မသွားဘူးလားရောက်တော့ပါတယ်ခင်ဗျာဂျန်တဲ့ယောဂီတွေကိုဘယ်လိုတိုက်တွန်းမလဲဆရာဖျားကြီးရဲ့အလွန်ကြီးမားတဲ့စေရနာမေတ္တာနဲ့လမ်းကျွန်းနဲ့နီးလန်းတွေကိုတည်တည်ချာချာဂယူဆိုင်ပြီးတော့ကိုကိုရင်းရလေ ကြိုးစားပြီးတော့လိုက်နာကျင့်သုံးမယ်ဆိုရင်ဟိုဒုက္ခပေါင်းမှလွတ်တဲ့နိဗ္ဗာန်တော့ရောက်မယ်လို့တော့မတပည့်တော်ယုံကြည်ပါတယ်ဗျာအေးဟုတ်ပြီအလုံးသားတို့ခေါ်ပါဦးညယုံနေမှာလေးရငါလေရုပ်ရပြတာတည်းတူမြောင်းပါရှင်တူဒီဟုတ်ပြီသုံးနိုင်လျောင်းကျင်းတဲ့ပုံမှာဒါလေးပါဖောက်ပြန်တဲ့မွေလေးကောင်မှလွတ်သွားသလားလွတ်သွားပါပြီဗျာ စိတ်ထဲမှာကိနေတဲ့ဖာရိသောဒေါသကိုထွက်သေးလားထွက်သွားပါပြီဘုရားဟုတ်ပြီအဲ့တော့ဘုရားဟောတဲ့ပေးတဲ့နီလန်တိုင်းဦးဇင်းတို့လည်းရှောက်ကြတာတဲ့ရောက်ကြပြီတဲ့နောက်တစ်ခါကျတော့ရုပ်စုကမ္မထံဆိုတဲ့ဓာလေးပါးကိုပြန်ရှုတော့ဒေါသထွက်သေးလားမထွက်တော့ပါဘူးရှင်ဘုရားဒါရင်မွေးကိုပြန်ကြည့်တယ်တဲ့ဟောမွေးကိုပြန်မွေးမလွတ်အောင်ပြီးတယ်အရင်တော့ဓာလေးပါးပေါက်ပြန်တဲ့မွေးကနေလွတ်အောင်ပြီးတယ်တမာတိနဲ့ပြီးတယ်အခုပညာနဲ့ပြီးပြီတဲ့ ဒါလေးပါမူကြီးလေးကောင်နဲ့မှအယူစုမပါဘူးလားပါပါရှင်ပါပြီအဲ့တော့အယူစုကမ္မဋ္ဌာန်းဝိပဿနာနဲ့ရှုရမှာအရင်တော့ပေါင်းကြီး6တော့ကြီးရှုတာဟုတ်အဲဒါကြီးဟိုဒါလေးပါလို့မမြင်ဘူးအခုတော့အယူစုနမိတ်ကိုသမာဓိနဲ့ခွာပြီးပညာနဲ့ပြန်ပြီးမြင်တော့ဒိဋ္ဌိဆိုတဲ့ကိလေသာကတ်သေးလားမကတ်တော့ပါဘူးရှင်တဏှာဆိုပြီးတော့ကတ်လို့ရသေးလားမရတော့ပါဘူးအဲ့ဒါကပညာနဲ့ပြီးပြီတဲ့ဓာလေးပါးအနေပြီးတာဟုတ်ပြီနော်အဲ့တော့ယောဂီနေနဲ့လာကျင့်ရတဲ့ပုံမှာဘယ်လိုအဖြေထွက်တယ်ဆိုတာရှင်းပါအောင် ထိုက်ထိုက်တနင်ရပြီးတော့လာရကြိုးလဲနေပါတယ်ရှင်ဗျာကဲအားလုံးသာဓုခပေါင်းယောဂီနံပါတ်236မောကုယောဂီအဲ့တော့ယောဂီကဘယ်အားလားထုတ်တာလဲတဲ့မျိုးသားတွေက126ဦးပဲဒီလရှင်တဲ့မျိုးသမီးက198ဦးပေါင်း304ဦးသမဏေယောဂီတရားနံပါတ်28ဖောက်ယောဂီတရား ။ကိုရင်လေးကဖောင်းအောင်ပါကျင်တာလား။မှန်ပါဗျာ။ကိုရင်မင်းကမဟာပလင်တနားချီတော့စချိတ်ရနေပြီးတော့တော့ဝေဒနာတွေတက်လာတော့အဲ့ဒီဝေဒနာမှလွန်မြောက်အောင်ဘယ်လိုရှုတယ်ဘယ်လိုကြိုးစားထုတ်တယ်ဘယ်လိုစိတ်တွေမွေးတယ်ဆိုတာရောက်ပါအောင်မင်းမသိငါသိဆိုရချာ။ဟုတ်တယ်လူသေးသေးမသေးတရားရဖားနဲ့ကုတော်နဲ့ဘ누구သေးွားလဲ ဖားသေးပါဖားသေးပါလေဒီဟာမှဖားသေးတာမှဖားသေးပြီးတော့နောက်ရင်ထဲမှာဘလို့ဖြစ်လာလဲရင်ထဲမှာဟိုလှဲ့လ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 ဲ့နေဟိုဖြင်းဖြင်းဖြင်းဆဆလဲတောက်နေပဲတောက်ပြီနောက်တော့ဘလို့ဖြစ်သွားလဲနောက်ရင်ဘက်ထဲမှာတဟိုးကန့်လို့ပါနောက်အေးဝင်လာပြီဒီထဲမှာအေးဝဲတယ်ဗျာအခုဦးစင်းကိုရှောက်နေတဲ့ချိန်မှာကိုင်းရဲ့စိတ်ထဲမှာဘလို့နေလဲစိတ်ထဲကိုအောင်ပြုလိုက်ရင်ဘလို့နေလဲစိတ်က အေးအေးလေးနေရဗျာအေးနေတယ်ဟောပြီးတော့နေဘူးတော့ငိမ့်အေးနေတယ်အဲ့ဒါအေးတယ်ဆိုတော့ဖိုးတာကိုတွင်းနိဗ္ဗာန်လို့ခေါ်ပါတယ်အခုတောက်လျှောက်ကိုတော့နေလာခဲ့တာဘုစိတ်ထက်မှလည်းအေးနေတယ်ဝိညာဉ်စိတ်ထက်မှအရင်တော့ဒီလိုအမြဲတမ်းအေးတဲ့တက်ရဘူးလားမရဘူးပါခဲ့မရဘူးဒီမဟာပလင်မချိခင်ရလဲပထမတော့ကတရားတာထိုင်နေပူလောင်ပူလောင်နဲ့ပဲထသွားတယ်အေးတယ်လို့မရှိဘူးမှန်ပါ ခုကျတော့ဣရတ္တရမသွားဘူးလားရပါတယ်ရသွားပြီမာပလင်ချိတ်တာဆင်းရဲလားချမ်းသာလားချမ်းသာပါတယ်ချမ်းသာတယ်ဟုတ်အဲ့တော့ကိုင်းနဲ့ကြီးတဲ့အောင်ကနောက်ကကြောင်းတယ်နှစ်နာရီငါတော့လက်ကြတော့မယ်တော့ကြောက်တယ်ဆိုတဲ့ပုံကိုယ်လေးကိုကိုင်းလေးကဘယ်လိုတိုက်တော့မလဲမကြောင်းနဲ့လားကြောမကြောင်းနဲ့တင်းထားဘူးမှန်ပါလေအလုံးသာလူခဘောမဆက်ဆံပါနဲ့ ဘောပါအဲ့ခံပြီးလာတော့ဟောအကုတ်ခံနေရောကိုယ်လာပြီးကုတ်တာယူကိုကရော့ကုတ်ပါမတနာဘာပလင်9နိုင်ချစ်တဲ့ဦးရ259ဦးဘာပလင်2နိုင်ချစ်တဲ့ဝတရား65ဦးအမျိုးသားတွေကမေးဖြစ်တော့ကြအောင်လို့နံပါတ်86ယောဂီအသက်တခါကြီးကအသက်ဘယ်လောက်ရှိလဲ88နှစ်ပါဗျာ88နှစ်မှန်ပါဗျာဟုတ်ဘာပလင်9နိုင်ချစ်ရမယ်လို့သိလား မသိပါဘူးဗျာဟုတ်လားမသိလို့တော်သေးအောင်ဟွန်းတို့မာပလင်ငါးနိုင်ချိတ်တာအတွေ့အကြုံလေးလျှောက်ပါအောင်ဟောဗြဟ္မာကတော့တပည့်တော်နှစ်နာရွယ်အောင်းမိပါလေဗျာအဲ့ဒီချင်းချင်းเนี่ยဆရာတော်ပြောနေတဲ့ဟာကိုဒီတော့နားတမဟိုနင်းနားတော်ဇိုင်းမမနားထောင်နေပြီးတော့ ရှုတဲ့အခါကျတော့အောက်ကဝေဒနာတက်တဲ့ဟာသူ့ဘာဖိတ်တော့ဖြစ်သွားပါလေဗျာစိတ်ထဲမှာဆင်းရဲသေးလားမဆင်းရတော့ပါဘူးဗျာအဲတော့ဒီလိုလိုဖြုတ်လိုက်တဲ့အခါမှာဒီလိုနှစ်နာရီပဲအောင်းမိပါလေဗျာဒါပေမဲ့ဟိုဆရာတော်တွေကနေပြီးတော့ငါးနာရီလေးထံပြေးပါပြီဆိုတော့ဒီလိုလိုမယုံဘူးဗျာအဲဟုတ်တယ်လေဒီလိုမဲ့ဒီလိုထိုင်နေနိုင်မလို့ဒီလိုလိုတိတ်ပြီးတော့ မစင်လာဘောဗျာဘောမထင်ဘူးဗောမထင်ဘူးဗျာဒါပေမဲ့အဲ့ဒီလုံးကနေပါလေဗျာအဲ့တိုးချိတ်တော့တိုးစင်ရလာတိုးပြီးတော့ချမ်းသာလာတိုးပြီးတော့ချမ်းသာပါလေဗျာစိတ်ထဲမှာဘယ်နဲ့နေလဲအေးချမ်းနေပါလေဗျာအခုတော့ဦးစင်းနဲ့ရှောက်နေတဲ့အချိန်မှာယောဂီရဲ့နှလုံးအိမ်နဲ့အောင်ပြုရင်ဘယ်လိုနေလဲအေးချမ်းနေပါလေဗျာဟုတ်ပြီအဲ့တော့မဟာပလင်ချိတ်တာယုတ်နာပြီနဲ့ စိတ်မနာဖို့အတွက်စိတ်မနာအောင်ဖန်တီးတဲ့တဏှာအကြောင်းတရားကိုမဲ့နဲ့အကျွေးမဲ့ပယ်သလိုက်တာနောက်တော့တဏှာဟာនិရောဓနိဗ္ဗာန်ဆိုတဏှာချုပ်လဲသွားရောတဏှာကဒိဋ္ဌိဒေါသနဲ့စိတ်နဲ့မဆက်ဆက်ပြီးတော့လောင်စရာမရှိတော့မိငိမ့်မသွားဘူးလားမိငိမ့်သွားပါလေဗျာပြိစ္ဆာသမုပ္ပါလည်သေးလားမလည်တော့ပါဘူးဗျာဟုတ်ပြီဉာဏ်နဲ့ဉာဏ်နဲ့ကြားတယ်ကြောက်တယ်နော်မဖြစ်နိုင်ဘူးဆိုတဲ့ပုံကိုတခါကြီးကဘယ်လိုများပြန်ရှင်းပြလို့တိုက်တွန်းမလဲ ပြီးတော့ယူဆလာတဲ့အချိန်ကမှပြီးတော့ဒီဟာကိုဟိုညနေ9နာရီလောက်ရမယ်ဆိုတော့တိပါလေဗျာဒါပေမဲ့9နာရီဆိုတဲ့ဟာကြီးကဒီလိုမှဟိုကြောက်တော့ဗျာ9နာရီဒီလိုထိုင်နိုင်မယ်လို့လည်းပြီးတော့မထင်ဘူးဗျာတဖြည်းဖြည်းစတယ်တဲ့နင်းပေါ့အစနေပြီးတော့ဒီလိုသူအဆိုင်လို့လာတဲ့အခါကျတော့ဒီဟာတဖြည်းဖြည်းဒီလိုလေ့ကျင့် ကောင်းလာတာပေါ့ဗျာအဲကောင်းလာပြီးတော့နောက်ဆုံးမှာရတော့ရတဲ့အတိုင်းပြောလိုက်တော့မှတ်တယ်လုတ်တယ်အဲ့ဒါလေအောင်ပြန်တယ်လို့ပြီးတော့ပါတယ်ဗျာကဲအားလုံးသာဓုခေါ်ပါဦးဟောနာယိုးကြိုးရတဲ့ခါကြီးကဲဒီခါကြီးဒီနေ့9နိုင်ချိန်တယ်မှားဗျာ9နိုင်စချိန်ရာနေပြီးတော့အဋ္ဌံပြီးဆုံးတဲ့အထိစိတ်ဆင်းရဲမှုရှိသေးလားမရှိပါဘူးဗျာဟုတ်ပြီ အောက်ကမာပလင်ချိန်ကြတော့ဝေနာတွေတက်နေတာရှိကြတော့မသိဘူးလားသိတော့သိပါတယ်ဗျာသိတဲ့ပုံမှာမခံရင်တဲ့ဒေါသပြုပြင်လို့တဲ့လောဘစိတ်တွေရှိလားမရှိပါဘူးဗျာစိတ်ထဲမှာမနဲ့နေလေအင်းမိပါတယ်ဗျာဟုတ်ပြီဗရမနှစ်နာရီတည်းကမဟာပလင်မှာဘုံစင်းစင်းကြထားတော့၅နာရီချိန်တော့တဏမရှိတော့မီးရှို့မဲ့အကြောင်းမပေါ်တော့မိသားစရာ မရှိတော့ဘူးဟုတ်ပြီနော်မှန်ပါဗျာအဲ့တော့မဟာပလင်၅နာရီချိန်တာ ကိုတော့နာတယ်စိတ်နာသေးလားနာပါဘူးပြည်ကအဲ့လိုဆိုမဟုတ်ဆရာတော်ကြီးပြီးတဲ့သာသနာ့အမွေမှာကိုသာနာကြီးစိတ်မနာသေးနဲ့ဆိုတဲ့အမွေရမှာပါဘူးလားရပါပါတယ်ပြည်ကအဲ့တော့ကျန်တဲ့ပုံကိုယ်တွေဘယ်လိုတိုက်တွန်းမလဲဆရာတော်ကြီးကျန်ကြလို့အားထုတ်ကြပါလို့ဒီတိုက်တွန်းကြီးပါတယ်ပြည်ကကဲအားလုံးသာတို့ခေါ်ပါဦးအာမြို့သမီးယောဂီနံပါတ်250တဲ့ယောဂီရဘယ်လာထုတ်တာလဲပေါက်ခေါင်းလာတာပါဖေဟောဟောပြီးပေါက်ခေါင်းဟုတ်ပါရဲ့ဖေဟောပြီး မဟာပလင်း၅နိုင်ခြေတာကိုဆန္ဒနဲ့ကိုခြေတာလားတိုက်တွန်းလို့ခြေတာလားကိုဆန္ဒနဲ့ကိုခြေတာပါဗျာဟုတ်ပြီကိုဆန္ဒနဲ့ကိုခြေတော့မဟာပလင်းပြင်ပြီးတော့ယောဂီဝေနာတက်လာတဲ့အခါမှာမိမိဘလို့စိတ်ကိုမွေးမြူတယ်ဘလို့ရှုတယ်ဆိုတာလေးကိုလျှောက်ပါဦးတပည့်တော်စပြီးထိုင်တဲ့အချိန်မှာတည်းကစိတ်ကိုရှော့ချထားပါလေခင်ဗျာပြီးတော့တပည့်တော်ကခန္ဓာအဲ့ရင်ပတ် က်လက်လက်ဆိုတာတည်းကစပြီးတော့အဲ့ထားထိုင်ပါပြီဆိုတဲ့ကတပည့်တော့ကြည်နေရပါဗျာအာကြည်နေပြီးတော့အဲ့ဟာပုံမှာဒီနေ့ချင်းတဲ့အချိန်မှာတော့ဟိုတစ်ချက်လေးအချိန်တော့မသိပါဘူးဗျာမြုပ်ခနဲဆိုပြီးတော့ရင်ထဲကနေဖြစ်သွားပါတယ်ဗျာပြီးရနောက်ပိုင်းနေမှာじゃတပည့်တော့ကျင်ကျင်အဲ့လိုတုံတုံတက်လာပါတယ်ဗျာတက်လာတော့တပည့်တော့အဲ့ဒါကိုပြန်ပြန်ထိန်းထားပါတယ်ဗျာ အာနောက်ဆုံးမိသားကိုဆရာလေးကနေပြီးတော့အဲ့ဒီဟာတွေကိုလည်းလွှတ်ချလိုက်ပါတဲ့လွှတ်ချလိုက်လွှတ်ချလိုက်ဆိုတော့ဆရာလေးလည်းနားမှာရှိပါတယ်ဆိုအဲ့ချိန်မှာတပည့်တော်အကုန်လုံးတုံနေတာအဲ့ဒီကိုလွှတ်ချလိုက်ပါရဲ့ဗျာလွှတ်ချလိုက်တဲ့ခါကျတော့ခါတိုင်းထက်ချုံကြီးအေးချမ်းမှုကိုပို့ရပါရဲ့ဗျာဟုတ်ပြီအဲ့အေးချမ်းမှုရပြီးတဲ့နောက်ပိုင်းမှာဒီရုပ်ကိုတုံအောင်ညှိအောင်ချုပ်အောင်ပေးအောင်ကောက်အောင် လုပ်မဲ့စိတ်ပေါ်သေးလားအဲ့နောက်ပိုင်းမှာတော့မပေါ်တော့ပါဘူးဗျာတပည့်တော်ဒီတိုင်းလေးပဲထိုင်ပြီးတော့ အဲယင်တွေကအဲ့အေးနေတဲ့ဟာခါတိုင်းထပ်ဖို့ပြီးအဲ့လိုအလုံးကြီးလို့ဖြစ်နေတာပါဗျာအဲ့ဒါလေးကိုချိန်နေပါရဲ့ဗျာအေးနေတဲ့ဓာတ်ကြီးများလာတာပေါ့ပုံများလာပါရဲ့ဗျာအေးဟုတ်ပြီအေးနေတဲ့ဓာတ်ရတော့အေးနေတဲ့ဓာတ်နဲ့သိရမယ်အေးနေတဲ့ဓာတ်ရှိတဲ့နေရာမှာဘဝတည်ရမယ်နော်တင်းကြပ်ဒေါသတွေဖြစ်နေတင်းကြပ်ဒေါသစိတ်နဲ့သိရမယ်တင်းကြပ်ပြီးတော့ဒေါသစိတ်တွေဖြစ်အောင်ဖန်တီးတဲ့ငရဲဘုံအပေလေးဘုံမှာကြားတယ် အဲ့ဒါမိမိရဲ့စိတ်ကပြရနာပဲအဲ့လိုဆိုမဟာပလင်ကျင့်နေဆိုတာခန္ဓာကိုညှင်းစေတာလားတဏှာကိုညှင်းစေတာလားတဏှာကိုညှင်းစေတာပါဗျာဟုတ်ပြီခန္ဓာကိုတတ်တာမဟုတ်ဘူးတဏှာကိုတတ်တာကြောက်လို့ပြေးတာလားညံနဲ့ကြည့်ပြီးတော့ချုပ်သွားတာလားညံနဲ့ကြည့်ပြီးတော့ချုပ်သွားတာပါဗျာအဲ့ဒါမသိမဟာပလင်ကကြားလိုက်သလိုပြေးတာဆိုတော့ပြေးတဲ့တရားမှမဟုတ်တာနော်တဏှာကို စိန်ခေါ်ပြီးတော့ အဝါအစဉ်ခန္ဓာအစဉ်အပေလေးပုံဂျွန်းပြန့်အောင်ခန္ဓာတွေဖန်တီးတဲ့တရားခန္ဓာမင်းထွက်ခဲ့တော့ဆိုပြီးတော့မဟာပလင်နဲ့ပေါ်ထုတ်လိုက်တာနော်ပေါ်ထုတ်ပြီးတော့မဉဏ်ကတဏကိုစောင့်ရှုတယ်မဉဏ်ရင်ကိစ္စနိရောဓဉာဏ်ရင်ကိစ္စကစွန့်လွတ်တယ်တဏရဲ့ကိစ္စက တွေ့မကတ်မယ်ခန္ဓာရဲ့ဒုက္ခကဖောက်ပြန်မယ်ဆိုတော့သစ္စာလေးပါးကိစ္စလေးရတပြိုင်တည်းနော်ဝင်သွားတာ အဲ့တော့မဟာပလင်ချင်းတွေကကြောက်လို့ပြေးတဲ့ချင်းတွေလည်းမဟုတ်ပါဘူးတဲ့ဒါအာနိမိတ်တနမိတ်ကိုအမှုအမိမပြုတ်ပဲနဲ့တဏှာကိုတက်ရိုက်တတ်တဲ့ချင်းတွေပါတဲ့ဟုတ်ပြီနော်တမပါဗျာညာနဲ့ယောဂီတွေကိုဘယ်လိုရှင်းပြရမလဲကျန်တဲ့ယောဂီတွေကိုစကြင့်မဲ့အချိန်မှာအရင်ဦးဆုံးအနေနဲ့စိတ်ကိုအေးထားပါလို့ပြီးလို့ရှင်သတိလေးကိုအမြဲတမ်းကပ်ပြီးတော့တတိလေးကိုရှေ့ဥဆောင်ပြီးတော့ထားပြီးတော့ချင့်မယ်ဆရာတော်ဖရာရဲ့ဟောကြားချက်တွေကိုလည်းတိချာနားထောင်မယ်ဆိုလို့ရှင်လူရပန်းနိုင်ခရီးကိုရောက်နိုင်ပါတယ်ဖရာ အဲအားလုံးသာဓုခေါ်ပါဦးယောဂီနံပါတ်464ယောဂီရဘယ်လာထောက်တာလဲစင်ကူပါဗျာစင်ကူကအဲ့တော့ယောဂီအနေနဲ့စဉ်တို့နဲ့ရိတ်တာလာအားထုတ်တာဘလို့ယုံကြည်ချက်နဲ့လာအားထုတ်တယ်ဆိုတာရှောက်ပါဦးဆရာတော်ဗျာအဲတပတ်တော်စင်ကူမှာတော့ဆရာတော်ဗျာ၃ရက်တရားစခန်းကိုတစ်ခါဝင်ပါရယ်ဗျာအဲ့ဒီကဆရာတော်ဗျာပြောတဲ့စကားကိုတပတ်တော်မှတ်ထားပါရယ်ဒီ တကယ်တရားရခြင်းလဲဆိုလို့ရှိရင်ဒီဆရာတော်ဖရာရဲ့တရားဆေးရတရားစခန်းကိုလာရောက်ဝင်ပါဆိုတော့ပြီးရင်စိတ်ဒီပြောင်းလဲသွားမှာဆိုတဲ့ဟာကိုတပည့်တော်ယုံကြည်နေအဲ့အကြောင်းတို့လာဝင်တာပါဖရာဟုတ်ပြီယနေ့အဲ့တော့စိတ်ပြောင်းနေဆိုတဲ့ငကိုပုတုဇဉ်တို့ရဲ့စိတ်ချမ်းစိတ်အလေးအဲ့ဒီစိတ်ချမ်းစိတ်အလေးကြီးကိုပယ်တတ်ပြီးတော့နုညံ့သိမ်မွေ့တဲ့အရိယတာဝကနယ်ဘက်ကိုပြောင်းသွားတာစိတ်ပြောင်းနေလို့ခေါ်တာပေါ့အခုစိတ်ချမ်းကြီးကို ပေါ်ကျင်တော့ရုပ်ကြမ်းနဲ့ပေါ်ထုတ်လိုက်တော့မဟာပလင်၅နိုင်ဆိုတဲ့ရုပ်ကြမ်းကြီးပေါ်တော့စိတ်ကြမ်းပေါ်မလာဘူးလားပေါ်လာပါတယ်ခင်ဗျာပေါ်လာတော့ယောဂီအဲ့ဒီစိတ်ကြမ်းကိုအဲ့မခံမဲနဲ့သူ့ကိုကြည်ပြူသွားစောင့်ရှုလိုက်တော့စိတ်ကြမ်းကြီးပေါ်သေးလားမပေါ်တော့ပါဘူးစိတ်တဲ့ဘက်နေလေစိတ်တဲ့အေးနေပါတယ်ခင်ဗျာအေးကြမ်းနေတော့အသွင်ပြောင်းမသွားဘူးလားပြောင်းသွားပါတယ်ခင်ဗျာအဲ့လိုဆိုဥစဉ်အပြောနဲ့အလုံးနဲ့ကိုက်ရလားကိုက်ပါတယ်ခင်ဗျာဟုတ်ပြီစင်ကာပူရောက်ရင်ဘယ်လိုပြန်ပြောမလဲစင်ကာပူရောက်လို့ရှိရင်အာတပည့်တော်ကိုတိုင်းလဲဆရာတော်ဖျားရဲ့ ပေးလိုက်တဲ့ဒီစိတ်ဓာတ်ဥပဒနာအကျင့်တွေကိုတပည့်တော်ဆက်လက်ပြီးတော့အာစူးစမ်းပွားများအားထုတ်ပါအဲ့တော့ယောဂီအနေနဲ့ဒီမှာလာတာမိမိလာအကျိုးနိုင်ရလားနက်ပါတယ်ခင်ဗျာအဲ့တော့ဉာဏ်တဲ့ပုဂ္ဂိုလ်တွေဘယ်လိုတိုက်တွန်းမလဲဒီဉာဏ်တဲ့ပုဂ္ဂိုလ်တွေကိုလည်းဆရာတော်ဘုရားကြီးရဲ့အာညွန်ပြတဲ့နိနာတွေအတိုင်းတေချာလိုက်လံကျင့်သုံးမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ဘန်းတော်ကြောက်ပါပါခင်ဗျာโอเคအားလုံးဒါလို့ခေါ်အောင်ယောဂီနံပါတ်483ယောဂီကဘယ်လာထုတ်တာလဲစင်ကာပူကပါဗျာ စင်ကာပူကပဲလားတင်ပါဗျာဟုတ်ပြီဒီလိုပဲစိတ်နဲ့ဘလို့ယုံကြည်ချက်နဲ့လာတယ်ဆိုတာရှောက်ပါဦးအော်တပည့်တော်စင်ကာပူကတော့အရှင်ဘုရားရဲ့သုံးရစကားဝင်ပြီးတဲ့အချိန်မှာအသေးတက်ခြင်းလာခဲ့ပါဆိုလို့တပည့်တော်တေတန်ဒီတိခြင်းလာခဲ့ပါဆိုလို့လာခဲ့တာပါဗျာဟုတ်ပြီအခုယောဂီကိုမေးမယ်အသေးတက်ပြီလားအသေးတက်တဲ့နေတိပြီလားလို့မေးရင်ဘလို့ဖြေမယ်တက်ပါပြီဗျာတိပါပြီဗျာဟုတ်ပြီသေးတယ်ဆိုတော့ယုံကြည်တတ်တာကတော့ဘယ်သူမှတားလို့မရဘူးသူကငကိုရေကဖြီးပြီးပြည့်ပြီးတော့ ်တတ်မဲ့ဟာဓမ္မရာကြီးသူ့ကိုထိန်းလို့မရဘူးပြင်ရမှာကစိတ်ကိုပဲပြင်ရမယ်အခုယောဂီကိုစိတ်ကိုပြင်တော့ဇာရောက်ခါကျစိတ်ကိုမပြင်နိုင်တော့ဒေါသတွေလောဘတွေဖြစ်တယ်ဗောတင်ပါဗျာအခုမာပလင်9နိုင်ချိန်တော့တဏှာတိဝါတော့စိတ်မှာဒေါသလောဘတွေရှိသေးလားမရှိတော့ပါဘူးခင်ဗျာသိရောဒေါသဒီလောဘလောဒအကျဉ်းတွေထွက်ပါမလားမရှိတော့ပါဘူးခင်ဗျာဟိုစိတ်တဲ့ဘက်နဲ့နေလေသဘောရှိတာပါသဘောလေ ငါလို့စွဲယူနေတဲ့အစွဲတွေဟုတ်မဟုတ်ငါရှူတာငါရှိုက်တာမဟုတ်ဟုတ်လားမဟုတ်လားသိရင်လို့ခုံယုံဖွဲ့ပြီးတော့စစ်သေးတာဒီယူကြီးရှင်နေတာငါရှင်နေငါယုတ်လို့ဆိုစွဲတာတာဟုတ်မဟုတ်စစ်တာအဲ့တော့ကြည့်လိုက်တယ်တွန်းဝင်လာလိုက်အလိုလိုဘဒူဖာနီးတာလဲစစ်တယ်သဘောကြည့်ငါရှူသွင်းလိုက်တာလားငါမရှူနဲ့မရှူပဲနေကွာဘာမှမလုပ်ဘဲနဲ့နေပါဆိုအားနေဒါပေမဲ့အားနေပြီနဲ့ နော်စိတ်ကအားနေပြီနဲ့ရုပ်ကမအားပဲနဲ့ငြိမ့်လှုပ်ရှားနေပြီဘာလဲတွန်းဝင်လာလိုက်ကံထွက်သွားလိုက်နော်တွန်းဝင်လာလိုက်ကံထွက်သွားလိုက်တွန်းတလဲပြီးတာနဲ့သုံးသွားပြန်ရောသုံးသည်နဲ့တပြိုင်နဲ့ကံတလဲအစ်စ်ဖြစ်လာပြန်ရောသဘောလေးကိုရှုသဘောလေးသူ့သဘောလေးကိုရှုဘာလောက်တာဒီခန္ဓာကိုကြီးကဘာကြီးလဲနော်ငါလှုပ်လို့တယ်လားရှင်းအောင်ငါဖန်ပြီးရလားငါရှင်းဖို့ငါ နော်အားဆိုင်ခွန်ဆိုင်ယူနေရတာလားဟာသူသဘောသူဆောင်နေတာဒီပါယူပါသဘောယူရနော်ခုံရုံးတင်ပြီးတော့ငါဟာရှိသလားအတ္တရှိသလားအနတ္တရှိသလားငါသဘောလားဓမ္မသဘောလားသိရင်တော့ ဓမ္မသဘောတင်ချရင်ဓမ္မသဘောလို့သိဓမ္မသဘောမဟုတ်အတ္တသဘောဆိုအတ္တသဘောလို့သိဒါဘယ်သဘောပေါ်ပြတာရှိတယ်လို့သိပြီးရှုတယ်ပြီမိမိအနေနဲ့ငါရှုပါတယ်ဆိုမရှုနဲ့သွန်းလေပြအောင်လဲမိမိဖန်နီးနဲ့ကံလေပြအောင်လဲမဖန်နီးနဲ့ဟုတ်သူပါသူသွန်းတလဲကံတလဲကရှုသွင်းလိုက်တဲ့နေရာငါရှုတာလားရှုထုတ်လိုက်တာလဲငါရှုလိုက်တာလားငါမရှုဘူးဆိုရင်ငါရက်တာငါဆိုရင်ရက်တာမယ် တွန်းလေလည်းမပြောင်း၊ကံလေလည်းမပြောင်းရပ်ထားရပ်ထားပိတ်ဆို့ထား